အားလုံးပဲမင်္ဂလာပါဗျာဒီနေ့က2025နိုဝင်ဘာလ9ရက်နေ့ဒုတိယမြောက်ပို့ပေါ့နော်မြို့သမီးတယောက်ကအောက်မှာကိုကျော်ကြီးတဲ့ဟိန္ဒူဘာသာကဗုဒ္ဓဘာသာနဲ့တူတယ်လို့လာပြီးတော့ပြောထားတယ်တဲ့အဲ့ဒါတွေကိုဖြည့်ရှင်းပြပါတဲ့တူလားမတူဘူးလားဆိုတာဘာသာတရားအားလုံးမှာတူလာတယ်ရှိတယ်ဘာတွေတူတယ်လဲလို့မေးလို့ရှိရင်အခြေခံဓာတ်တဘာဝတွေရရှိဖို့အတွက်လုတ်တဲ့နီလန်းနေမှာတူလာတယ်ရှိတယ်မတူလာတယ်လည်းရှိတယ်အားလုံးက ဘာသာတရားအလုံးကဘာကိုတုံတင်တယ်လဲလို့မေးလို့ရှိရင်အခြေခံဓာတ်တွေကိုတုံတင်တယ်ဘလို့တုံတင်တာလဲအခြေခံဓာတ်တွေကဘာလဲလို့မေးလို့ရှိရင်ယုံညံ့တဲ့ဓာတ်ရှိတယ်အလေအလက်ဓာတ်ရှိတယ်အမြင့်ဓာတ်ရှိတယ်ယုံညံ့တဲ့ဓာတ်ဆိုတာတော့အာဟုတုတရားတွေသူများကကိုမနာလိုတာမုန်းတီးတာဝန်တူတာအိတ်တာမစ္စတီးယားစတဲ့တရားတွေဂုံတိုက်တဲ့ဇာတာတွေအဲ့ဒါမျိုးတွေသူတစ်ဖက်သားပြက်စီးချောင်းတွေသူတစ်ဖက်သားဒုက္ခရောက်ချောင်းတွေကြံစီနေတာကိုအញ្ញံဓာတ်တွေလို့ခေါ်တယ်ဟုတ်ပြီနော် အဲ့ဒီအညံ့တက်တွေတဲ့စန့်ကျင်ဘက်အရက်ကိုယူလိုက်လို့ရှိရင်သူတို့ဘက်သားတွေကောင်းစားစီခြင်းတာချမ်းသာစီခြင်းတာကြီးပွားစီခြင်းတာပညာတွေတက်စီခြင်းတာဒါတွေကြတော့အမြင့်တက်ဟိုကအညံ့တက်ဒါကအမြင့်တက်အဲ့ဒီအမြင့်တက်မှာအလေအလက်ဖြစ်တဲ့ခါကျတော့ကုသိုလ်အကုသိုလ်ကိုရောပြီးလှုပ်တာသူအယမ်းကြီးလဲကောင်းလာတယ်မဟုတ်ဘူးအယမ်းကြီးညံ့လာတယ်မဟုတ်ဘူးမကောင်းတဲ့စိတ်မွေးလာလို့ရှိရင်ခဏတစ်ဖြုတ်နဲ့ပြီးသွားတယ်အယမ်းကြီးကိုလုံလုံကဲကဲကြီးဆွဲမထအောင်ဒါဆိုရင်အလေအလက်တက်ခေါ်တာပေါ့အမြင့်တက်ရှိတဲ့ပုံပုံတွေကြတော့ မေတ္တာဆိုရင်မေတ္တာကိုဇံရတဲ့အထိတရဝံတဦးတယောက်ပေါ်မှာစိုးစင်များပွဲစိတ်ကလေးတကောင်ကိုတောင်မှတိတ်ကြည်ပျက်စီးစုစီလိုတဲ့ဆန္ဒလုံးလုံးမရှိပဲနဲ့မေတ္တာကိုဇံအဖြစ်နဲ့ဝင်စားအထက်ကြောင့်အမြင့်တက်တယ်။မြမဘုံကိုအဲ့ဒီဓာတ်ကြီးကအကျိုးပေးတယ်။နောက်ထပ်အဲ့ဒီဓာတ်ကြောင့်ပဲအဲ့ဒီဓာတ်နဲ့သက်ဆိုင်တဲ့တတဝါဘုံတစ်ခုကိုအကျိုးပေးတာ။ဒါဒီကတော့ဘာသာတရားတိုင်းမှာတူညီမှုရှိတယ်။မတူတာကဘာလဲလို့မေးလို့ရှိရင်ဗုဒ္ဓဘာသာက အဲ့ဒီဓာတ်တွေအလုံးကိုဖျက်ဆီးနိုင်တဲ့စွမ်းအားရှိတယ်။အញ្ញံဓာတ်ကောအလေဓာတ်ကောအမြင့်ဓာတ်ကောအဲ့ဒါတွေအလုံးကိုဖျက်ဆီးနိုင်တဲ့စွမ်းအားရှိတယ်။အခြားသောဘယ်ဘာသာမှာမှအဲ့ဒီလိုနီးစနစ်မရှိဘူး။အခြားသောဘာသာတွေအလုံးကအဲ့ဒီဓာတ်တွေနဲ့အတူတူအဲ့ဒီဓာတ်တွေခိုင်မြဲတဲ့ဘဝကိုလိုချင်တယ်။ဒီလောကကြီးတွေကတက္ကဝါပြောက်သွားမှာကိုသူတို့အယံဆိုရင်။အဲ့တော့ဗုဒ္ဓဘာသာကဗုဒ္ဓရဲ့အဆုံးအမကလောကကြီးထဲမှာတက္ကဝါကိုချုပ်ငြင်းသွားဖို့အတွက်လုပ်တာ။ တတဝါဆိုတဲ့ဒီခန္ဓာလေပတ်နေတာကိုခြုံငင်းသွားဖို့အတွက်လုပ်တာအချမ်းတော့ဘာသာအလုံးကတတဝါတစ်ခုက ကောင်းကောင်းကြီးခံစားရတဲ့ကာမဂုဏ်တရားတွေကိုအမြင့်ဆုံးခံစားပြီးတော့မသေးတာကိုလိုချင်တာအဲ့ဒီမှာဘာသာတရားအလုံးနဲ့ဗုဒ္ဓဘာသာကဖြောင်းဖြောင်းဆန့်ကျင်ပြီးလွဲသွားတာအဲ့တော့ဟိန္ဒူဘာသာနဲ့အခြေခံအယူဝါဒတွေကိုကြည့်မယ်ဆိုဟိန္ဒူဘာသာနဲ့မှမဟုတ်ဘူးဘယ်ဘာသာနဲ့မှဗုဒ္ဓဘာသာရဲ့အခြေခံအယူဆသည်လုံးလုံးမတူဘူးကွဲပြားတယ်အဲ့တော့ တတဝါလို့ပြည့်ညက်လိုက်လို့ရှိရင်လေအခြားသောဘာသာတီးနဲ့ဗုဒ္ဓဘာသာမှာတတဝါပြည့်ညက်ခြင်းကအလွန်မတန်ခြားနာတယ်။ဘလို့ခြားနာတာလဲလို့မေးလို့ရှိရင်အခြားသောဘာသာတီးအလုံးကမသေးတဲ့တတဝါတဝူရှိတယ်။အဲ့ဒီတတဝါတဝူကတည်တတ်တဲ့တတဝါတွေကိုဖန်ဆင်းတယ်။ပြီးရင်အဲ့ဒီတတဝါတွေတည်သွားလို့ရှိရင်သူ့စကားနားထောင်တဲ့တတဝါတွေကိုမသိရအတတ်ကိုပြီးမယ်။ဒါမျိုးအယူဝါဒ။မြတ်စွာဘုရားရဲ့သာသနာမှာ တတ္တဝါကိုပြည့်ညက်တဲ့အခါမှာခန္ဓာ၅ပါးနဲ့ပြည့်ညက်တယ်။အဲ့တော့မြမကြီးပဲဖြစ်ဖြစ်ဖန်ဆင်းရှင်တူပဲဖြစ်ဖြစ်အစိုးရသူတူပဲဖြစ်ဖြစ်သူ့မှာရုပ်တရားရှိတယ်။စကားတွေပြောတယ်။ဒါဆိုရင်သူ့မှာအတန်ရုပ်ရှိတယ်။သူ့မှာသူ့ကိုမြင်နိုင်စေတဲ့အယောင်တွေပြနိုင်တယ်အလင်းတွေပြနိုင်တယ်ဆိုရင်သူ့မှာအလင်းဆိုတဲ့ရုပ်တွေရှိတယ်။အဲ့တော့ ဒီအလင်းတွေအတန်တွေဒီဘဲပေါ်မှာမိညာနာလဲဆိုပထဝီတေဇောအာဘောဝါယောဆိုတဲ့ဓာတ်တွေပေါ်မှာပဲပြညာမိဖြစ်နေတာအဲ့တော့ဒီဓာတ်တွေပေါ်မှာမိညာမိဖြစ်နေတဲ့ရုပ်အစုဝေရှိနေတဲ့တတ္တဝါမို့လို့ရုပ်အစုဝေရှိတဲ့သူတတ္တဝါရုပ်အစုဝေတစ်ခုတည်းနဲ့နေမရှိဘူးမကအောင်နောက်ထပ်သူက ဝေဒနာဆိုရဲခံစားတတ်တယ်စိတ်ဆိုးတတ်တယ်စိတ်စားတတ်တယ်စိတ်ကောက်တတ်တယ်အဲ့တော့မြမာကြီးပဲဖြစ်ဖြစ်ဖန်ဆင်းရှင်တူပဲဖြစ်စီသူတို့ရဲ့စံစာတွေအလုံးကိုဖတ်လိုက်မယ်ဆိုရင်စိတ်ဆိုးတာတွေစိတ်စားတာတွေစိတ်ကောက်တာတွေရှိနေတဲ့အတွက်သူ့မှာခံစားတတ်တဲ့ဝေဒနာရှိတယ်ပြီးတော့သူတို့မှာမှတ်သားတတ်တဲ့အဲ့ဒီခံစားချက်ကိုပဲဘယ်တရဝါတွေကတော့ငါစကားနားမထောင်ဘူးအချိန်တိုင်းဒီကောက်ကိုငါဘာလုပ်မယ်ဆိုတော့မှတ်သားထားတဲ့တညာတွေရှိတယ်ယုတ်ဝေဒနာတညာတင်္ခါရပြုတ်ပြီးစီရင်တဲ့သဘောဒီကောင်းကိုဒီလိုမကျင့်နိုင်ဘူးငါဒီလိုလုပ်ပြမှာဟိုလိုလုပ်ပြမှာဆိုတော့ စေစော်တဲ့သဘောတရားတွေရှိနေတယ်။တင်္ခါရဝိညာဉ်။တင်္ခါရဝိညာဉ်ပြင်ကိုဝိညာဏဝိညာဉ်ဆိုတဲ့နောက်တဲ့ခန္ဓာ၅ပါးရဲ့နောက်ဆုံးဝိညာဉ်ဝိညာဏခန္ဓာဆိုတာကတော့ပညာဝိညာဉ်။ဝိညာဏဆိုအထူးသိသွားတာပညာတွေတည်တည်ဖုံဖုံလေးတွေကိုငါဘယ်လိုဖန်ဆင်းမယ်ဟလားကားဆိုရင်လည်းငါတို့ဘယ်လိုတီထွင်မယ်ဘယ်လိုဖန်ဆင်းမယ်ဆိုတော့အဲ့ဒါဝိညာဏခန္ဓာ။ဖုန်တစ်လုံးကိုငါတို့ဘယ်လိုဖန်တီးမယ်ဆိုတော့အဲ့ဒီတော့ဒီလို ဖန်ဆင်းရှင်ကြီးတဦးကအစစရရအလွန်မတန်မှတိတ်မွေးတယ်နူးညံ့တဲ့အရာတွေကိုဖန်ဆင်းထားတယ်ဆိုတာဒီဝိညာဉ်နဲ့ခန္ဓာအဲ့တော့ခန္ဓာ၅ပါးရှိပြီဆိုရင်တတ္တဝါလို့ပြည်ညက်တယ်ယေဆွာဘုရားကအဲ့ဒီတတ္တဝါလို့ပြည်ညက်လိုက်တဲ့အရာတွေမှန်သမျှဒီအဲ့ဒီခန္ဓာ၅ပါးဒီတည်မြဲနေတဲ့အရာခိုင်မြဲနေတဲ့အရာဘယ်ပုံဘယ်ဌာနလောကကြီးထဲမှာဘယ်နေရာမှမရှိဘူးအဲ့ဒီအရာဒီဖြစ်ခြင်းသဘောရှိတယ်အကြောင်းကိုမှီပြီးဖြစ်တယ်ချုပ်ခြင်းသဘောရှိတယ် အထက်ဘဝမှာနေတဲ့မြမာကြီးစီအဲ့ဒီခန္ဓာ၅ပါးရှိတဲ့မြမာကြီးစီဘလောက်အသက်ရှိသလဲလို့မြင်လို့ရှိရင်ဟောဒီလောကကြီးအနန္တလောကကြီးဩဃသာလောကတတ္တလောကဆိုတဲ့ဟောဒီလောကဂျိုဒီနက်ခတ်ဒီလာဒီနေဒီပါဝင်နေလောကကြီးအချိန်မောင်း၈000တော့ပျက်စီးတာကိုမြင်နေနိုင်တဲ့ခန္ဓာ၅ပါးပိုင်ရှင်သူကလုံးဝအဲ့ဒီအဲ့ဒီခန္ဓာ၅ပါးသည်အဲ့ဒီလောက်ထိခိုင်မြဲတယ်တတ်ဆိုးရှိတယ်ပိုင်ရှင်ပေါ့အဲ့ဒီပိုင်ရှင်တော့မှကဘာ၈000ပြည့်ပျက်စီးသွားတယ် အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားရဲ့သာသနာမှာခန္ဓာ၅ပါးသည် အကြောင်းကိုမှီပြီးဖြစ်တယ်ချုပ်ခြင်းသဘောရှိတယ်ပြက်ခြင်းသဘောရှိတယ်ပြက်ဆဲခြင်းသဘောရှိတယ်ဒါကြောင့်မလို့တတဝါတဦးကတတဝါအများကိုဖန်ဆင်းခြင်းလောကကိုဖန်ဆင်းခြင်းဆိုတာအယူဝါဒသည်ဗုဒ္ဓအယူဝါဒမှာလုံးလုံးမရှိဘူးလောကကိုစိတ်တရားဥဆောင်တာမှုလို့ဒီအလွန်မတန်တကူကြီးတဲ့ လောကတက်တထောင်လောက်ကိုအစိုးရတဲ့မဟာမြမာကြီးကသူ့စိတ်အကြံပေါ်တိုင်းမှာလောကကြီးကပြောင်းလဲသွားတယ်ဖြစ်စဉ်တွေအများရန်ပြောင်းလဲသွားတယ်သူ့ရဲ့စိတ်အကြံကြောင့်ပြောင်းလဲတယ်သူ့ရဲ့စိတ်ဆွမ်းအားကြောင့်လောကကြီးပြောင်းလဲသွားတယ်အဲ့ဒါဒီသူ့ရဲ့စိတ်ဆွမ်းအားကြောင့်ဖြစ်တာသူကဖန်ဆင်းတယ်လို့သူ့ကိုယ်သူထင်သွားတယ်အဲ့တော့လောကကြီးထဲမှာလူတရားတွေရဲ့စိတ်တည်ဒီအကုသို့ဒုစရိုက်တွေအညံ့တက်တွေညားလာရင်လောကကြီးမှာဖောက်ပြန်လာတယ်ပျက်စီးလာတယ်ကဆိုးတွေကြာလာတယ်လောကကြီးမှာအလေလက်ဓာတ်တွေရှိလို့ရှိရင် လောကကြီးအကုသိုလ်ကြီးနေသွားတဲ့ခါမှာလောကကြီးဖောက်ပြန်မှုလေးအဲ့တော့ဒီသဘောတရားတွေရှိဒီသဘောတရားတွေကိုကြည်ကြည်ပြည့်ပြည့်ပြောဖို့ဆိုတာတော့မလွယ်ဘူးသို့တော့အခုနဟိန္ဒူဝါဒသည်ဗုဒ္ဓဘာသာနဲ့တူသလားလို့မေးလို့ရှိရင် အခြေခံဓာတ်တွေကိုအခုနအညံ့ဓာတ်တွေအလေလက်ဓာတ်တွေအမြင့်ဓာတ်တွေကိုလှုပ်ဆောင်တဲ့နေရာမှာဘာသာအားလုံးကြီးတချို့တွေတူတယ်တချို့တွေမတူဘူးတူတယ်လို့လည်းရှိတယ်မတူတယ်လို့လည်းရှိတယ်သို့တော့ဒီဓာတ်အားလုံးကိုဖျက်ဆီးတဲ့ တရားသည်ဗုဒ္ဓဘာသာမှလွတ်၏ဘယ်ဘာသာမှမရှိဘူးအဲ့တော့အခြေခံအယူအဆကိုပြန်ကြည့်မယ်ဆိုရင်လည်းတတ္တဝါအယူအဆနဲ့ပတ်သက်လို့ရှိရင်လည်းခန္ဓာ၅ပါးကိုမြတ်စွာဘုရားကတတ္တဝါလို့ပြညတ်တယ်။အခြားသောဘာသာတွေအကုန်လုံးက အတ္တသည်တတ္တဝါလို့ပြညတ်တယ်။အဲ့တော့ပြညတ်ပုံ ပြညတ်ခြင်း မတူဘူးဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာသည်ဘယ်ဘာသာနဲ့မှ လုံးလုံးမတူတဲ့ဘာသာလို့နားလည်ထားပါနော်။ ကိုကျော်ကြီးကအကောင့်တူတွေကိုလူရမသွင်းဘူးဘန်းတယ်ဆိုတာတွေကဘာကြောင့်လဲလို့မေးလို့ရှိရင်အကောင့်တူတွေကကိုယ်စကားကိုတာဝန်ယူနိုင်တဲ့စွမ်းအားမရှိဘူးကိုကိုကိုမလေးစားဘူးကိုကိုကိုမလေးစားတဲ့လူကသူတစ်ပတ်သားကိုလည်းမလေးစားတတ်ဘူးမိမိမှာမိမွေးဖောင်ဝင်ရုပ်ရှိနေတာနဲ့ကိုယ်စကားကိုတာဝန်ခံမှုအတွက်ကိုမိမွေးဖောင်ဝင်ရုပ်နဲ့မပြောရဲဘူးဆိုတဲ့ကောအဲ့ဒီလူကမိမိကိုကိုမိမလေးစားတဲ့လူပဲမိမိကိုကိုမလေးစားတဲ့လူကသူတစ်ပတ်သားကိုလည်းမလေးစားတတ်ဘူးဘယ်တော့မှစကားကောင်းလည်းမပြောတတ်ဘူးအဲ့ဒါထုံးစံပဲ ဒါကြောင့်မလို့ကိုကျော်ကြီးတို့ကအဲ့ဒါတွေကိုဗန်းပြတာကိုကျော်ကြီးပြောတဲ့ဇကားတွေကအနှင်သားရှိရမယ်အကျိုးစီးပွားရှိရမယ်အကျိုးစီးပွားမရှိတဲ့ဇကားတွေမပြောဘူးဂုံးတိုက်တဲ့ဇကားတွေကိုကျော်ကြီးတို့မပြောဘူးအဲ့ဒီတော့လူအောက်တန်းစားတွေလာပြီးတော့သူတို့ရဲ့စိတ်အာသာဖြေဖို့အတွက်ပြောချင်တာပြောတဲ့နေရာတစ်ခုဖြစ်နေကိုကျော်ကြီးအကောင့်ကိုလက်မခံဘူးမလို့ချင်တဲ့လူတွေမှန်သမျှလဲကိုကျော်ကြီးကတန်းပန်းပြလိုက်တာသူတို့မှအလိုမရှိတာလေကိုယ်ဇကားတွေကိုကိုကျော်ကြီးတို့ပြီးတဲ့အရာတွေကိုသူတို့နားခံနိုင်စွာမရှိဘူး သူတို့ကိုမောင်းထုတ်လိုက်တာကသူ့အတွက်ကိုကိုယ့်အတွက်ကိုစိတ်ချမ်းသာမှုရတယ်ဟုတ်လားအနှစ်သားရှိတဲ့ဇကားတွေကိုပြောရတာဒီကိုကျော်ကြီးပြောတဲ့ဇကားတွေဒီခမားတို့ငွေကိုတိမ့်နဲ့တောင်းနဲ့ကုန်ခံပြီးတွားပြီးတော့ရှာရင်တော့နားထောင်လို့မရတဲ့ဇကားတွေတမာတန်ဗုဒ္ဓတဆူပွင့်မှာကြားနိုင်တဲ့ဇကားတွေကိုတမာတန်ဗုဒ္ဓရဲ့တဆင့်သူ့ရဲ့တပိသားယဟန်တန်ဃာတွေတည်ဆောင်လာတဲ့ဇကားတွေကို ကိုကျော်ကြီးတို့ကထက်ဆင့်ပြောပြတာဒီလိုတမ္မာတမ္ဗုဒ္ဓတာမပွင့်လာခဲ့ဘူးဆိုရင်ဒီစကားတွေကကြားနိုင်စရာအကြောင်းမရှိတဲ့စကားတွေအလုံးမတမအနှစ်သားပြီးသွားတယ်အဲ့တော့မြတ်စွာဘုရားရဲ့တရားတွေကိုပြန်ပြောတဲ့အခါမှာမြတ်စွာဘုရားစကားကိုလွန်ဆန်လို့မရအောင်လွန်ဆန်လို့မရတာဖြစ်ခြင်းကြောင့်မြတ်စွာဘုရားဟောတဲ့ဤစနစ်ကိုပဲဟောရတယ်ကိုယ့်ဘာနေကိုစတိုင်ထွင်ပြီးဟောလိုက်လို့ရှိရင်အမှားတွေများတယ်တခါတလေမှာကိုကျော်ကြီးတို့ကပြောတယ်အဘိဓမ္မာကိုမြတ်စွာဘုရားမဟောဘူးလို့ပြောတဲ့အခါကြလို့ရှိရင်ဟာ ဘယ်စာကဘယ်လိုဘာညာကိုကျော်ကြီးကဗိဓမာကိုလက်မခံဗိဓမာကိုလက်မခံတာနဲ့ဖះမဟောဘူးလို့ပြောတာတယ်မတူဘူးမြက်စွာဖះဘာလို့မဟောဘူးလို့ပြောရတာလဲလို့မေးလို့ရှိရင်မြက်စွာဖះကတဏှာဝစင်းရဲကလုတ်ကင်းစေနိုင်တဲ့အကြောင်းမဟုတ်လို့ရှိရင်ညင်းငွေ့ဖို့အကြောင်းမဟုတ်လို့ရှိရင်မြက်စွာဖះမဟောဘူးအဲ့ဒီလိုမဟောဘဲထားခဲ့တဲ့လောကီပညာတွေတပုံဟောင်းကြီးရှိတယ်အဲ့ဒါကြောင့်မြက်စွာဖះကဥပမာပေးတဲ့အခါမှာမြေကြီးပေါ်ကိုလက်သေးကုန်လေးနဲ့လက်သေးကုန်လေးရဲ့ပမာဏကတဲ့ ငါဟောတဲ့တရားတော့ပဲရှိတယ်တဲ့ကဘာမြည်ကြီးတော့ရှိတဲ့အရာတွေကငါမဟောတဲ့တရားတွေတဲ့ဘာကြောင့်မဟောခဲ့တာလဲလို့မေးလို့ရှိရင်ညင်းဝဲဖို့လည်းမဖြစ်ဘူးတန်တရားဝဆင်းရလွတ်ကင်းဖို့လည်းမဖြစ်ဘူးအဲ့ဒီတော့မဟောခဲ့တာအဖြေကရှင်းတယ်ဒါဆိုရင်သူ့တပည့်သားတွေကဟောတာကမှန်တလားမှန်နေရှင်သာရိပုတ္တရာကမြတ်စွာဘုရားကတချွာလောက်ပြလို့ဒီရှင်သာရှင်သာရိပုတ္တရာတလှန်လဲမြင်တယ်တမိုင်လဲမြင်တယ်ပညာဉာဏ်ကြီးမားတယ်အဲ့ဒီတော့ ဒီခန္ဓာတွေကိုအစိပ်ပိုင်းခွဲပြီးဟောနိုင်တဲ့စွမ်းအားတတ္တိရှိတယ်ရှင်သာတိပုတ္တရာဟောတယ်လို့လက်ခံရင်ဘာပြဿနာမှမရှိဘူးမြတ်စွာဘုရားကမဟောဘူးလို့ဘာကြောင့်ပြောရတာလဲလို့မရှိတဏှာဝစင်းကလွကင်းကြောင်းလည်းမဟုတ်ဘူးညင်းငွေကြောင်းလည်းမဟုတ်ဘူးခန္ဓာတွေကြိုက်တတ်လို့အစိပ်စိတ်မှမှလည်းအဲ့ဒါပညာပါပညာရက်ဆိုင်ရာညင်းငွေဖို့လည်းမဖြစ်ဘူးအဲ့တော့မြတ်စွာဘုရားကဟောလိုက်တဲ့အခါမှာဘာကိုပဲဟောတယ်လဲလို့မေးလို့ရှင်ခန္ဓာအာယတနာဓာတ်သစ္စာအနည်းနဲ့ပဲဟောတယ်။တဏှာဝစင်းကလွတ်ကင်းမှုတဏှာဝစင်းကညီးငွေ့မှုအကြောင်းတွေကိုပဲဟောတယ်။ ခြေသားတို့တန်နရာကြီးကအလွန်မတန်မှရှေးကြလုံးနေမင်းတို့ညင်းငွေဖို့ကောင်းနေဒါမျိုးတွေစပြောတယ်ကဒါမျိုးတွေပြောတာအဲ့တော့မေးတဲ့မေးခွန်းတွေမှာတချို့မေးခွန်းတွေကိုမဖြေဘဲနဲ့ပပလိုက်တာကအဲ့ဒီတန်နရာဝစင်းကညင်းငွေကြောင့်မဖြေလို့ကိုမဖြေဘဲနဲ့ထားခဲ့တာမဟုတ်လို့ထားခဲ့တာမမှန်လို့ထားခဲ့တာမဟုတ်ဘူးအကျိုးမရှိလို့တန်နရာဝစင်းကလုတ်ကင်းကြောင့်တရားတွေမဟုတ်လို့မထားခဲ့တာတချို့တွေကခန္ဓာလို့ပြောလိုက်လို့ရှိရင် ရုပ်ဝေဒနာတညာတင်္ခါရတကယ်တော့အဲ့လိုမပြောအောင်မြတ်စွာဘုရားကရုပ်ဝေဒနာတညာတင်္ခါရဝิญဉ်လို့မပြောဘူးရုပ်စုဝေနာမ်စုဝေရုပ်စုဝေဝေဒနာအစုဝေတညာအစုဝေတင်္ခါရအစုဝေဝิญဉ်အစုဝေလို့ပြောတာဘာဖြစ်လို့အစုဝေ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 နဲ့ပြောရတာလဲဟောရတာလဲလို့မေးလို့ရှိရင်ရုပ်လို့ပြောလိုက်ရုပ်ကတစ်ခုလို့ထင်သွားတယ်စိတ်ထဲမှာရုပ်ကတစ်ခုဝေဒနာကတစ်ခုတညာကတစ်ခု သင်္ခါရကတစ်ခုဝိညာဉ်ကတစ်ခု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  ਨੇ ဒီတစ်ခုတစ်ခုစီပေါင်းစုထားတယ်လို့မြင်သွားတယ်အဲ့ဒီအချိန်ကအဲ့ဒီတစ်ခုတစ်ခုစီမှာအတ္တဆိုပြီးအစွဲအစွဲသွားတယ်ဒါကြောင့်မို့အစုဝေးဆိုတဲ့စကားလုံးကိုပဲသုံးတယ်မြတ်စွာဘုရားကခန္ဓာလို့ပဲသုံးတယ်ခန္ဓာဆိုတာအစုဝေးပဲရုပ်ခန္ဓာယူဘခန္ဓာရုပ်အစုဝေးညလုံးကတစ်ခုနားကတစ်ခုရှာကတစ်ခုသူ့ဟာနဲ့သူတစ်ခု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 စီစုဝေးထားတာဒီယုတ်ကြီးတယုတ်တည်းကိုရုပ်လို့ခေါ်လိုက်တာမဟုတ်ဘူး အဲ့ဒီလိုအစုဝေးတွေအစုဝေးတွေအစုဝေးတွေဖြစ်နေမြင်တဲ့အခါကျတော့မှဘယ်အရာကမှငါလို့ခေါ်စရာမရှိဘူးအလုံးကတင်ခါရအစုဝေးတွေစုဝေးထားတာတစ်ခုကတစ်ခုကိုမှီပြီးတစ်ခုဖြစ်တယ်တစ်ခုကပြတ်တယ်ဒီသဘောတရားတွေပဲရှိနေတယ်ဆိုတဲ့အခါမှာတက္ကရာဒိဋ္ဌိပြုတ်သွားတာတရားမနာပဲနဲ့တက္ကရာဒိဋ္ဌိမပြုတ်ဘူးမဲဆော်ဘုရားကရှင်းရှင်းလေးပြောတာအရင်ဆုံးစပြီးတော့လုပ်ငန်းစဉ်ကျင့်စဉ်တွေကိုအကုန်ပြောတာတရားတရားရှိအောင်အရင်ဆုံးတရားနာတယ် တရားတရားရှိလို့ရှင်လောကကိုညင်းငွေလာတယ်ညင်းငွေလာတာဘာကြောင့်ညင်းငွေသွားတာလဲလို့မေးလို့ရှင်အရင်အားလုံးကိုတခွဲချမ်းစိတ်ဖြာလိုက်တဲ့အခါမှာဘယ်အရာကမှငါဆိုတဲ့သဘောတရားမရှိပဲအကြောင်းတလဲအကျိုးတလဲဖြစ်နေတယ်အကြောင်းအကျိုးတွေစဉ်ဆက်မပြတ်ဖြစ်နေတယ်အဆုဝေးတွေဆိုတာကိုမြင်သွားတာအဲ့ဒီလိုမြင်သွားတဲ့အခါမှာဘယ်အရာကမှငါမဟုတ်ဘူးဒါဒီသင်္ခါရအဆုဝေးဆိုတဲ့အတိညာဏ်ကထင်လာတာအဲ့ဒီအနတ္တလက္ခဏာထင်လာဖို့အတွက်ဉာဏ်ထင်လာဖို့အတွက်အရင်ဆုံးအနတ္တတညာကို နှလုံးသွင်းပြီးပွားယူနေရတယ်တောက်လျှောက်ပွားတယ်ဒါကအနတ္တပဲဒါကအနတ္တပဲဒါကအနတ္တပဲဆိုတာမြင်အောင်ကြည့်ရတယ်အသိဉာဏ်နဲ့စင်ကျင်ရတယ်ပညာနဲ့ထိုးထွင်းပြီးကြည့်ရတယ်ဝေဒနာတစ်ခုကိုပြောလိုက်မယ်တရားစထိုင်နေတရားစထိုင်နေပုံကမှညောင်းတာညာတာကြိုက်တာခဲတာပင်ပန်းဆင်းရဲခြင်းကာယိကဒုက္ခဝေဒနာအလုံးဖြစ်တယ်ဒါဖြစ်တဲ့သူမရှိဘူးအဲ့ဒီဒုက္ခတွေကိုတီးခံပြီးတော့တမာတိလေးတီးအောင်လှုပ်လာတဲ့အချိန်မှာ တမာရီလည်းတည်တယ်ဒီဟွာကောအဲ့ဒီကာကြီးကဒုက္ခတွေကယူပြလိုက်တယ်လို့ပြောက်သွားတယ်။နိဝဒနလည်းကင်းသွားတယ်။တမာရီကငြိမ်သွားတဲ့အချိန်မှာတမာရီတည်သွားတဲ့အချိန်မှာအဲ့ဒီဒုက္ခတွေယူပြတယ်လို့ပြောက်သွားတယ်။ပထမဇန်မရောက်သေးဘူး။ဥပဇာယဇန်တစ်ခုပဲရှိသေးတယ်။အဲ့ဒီဇန်မှာရင်ကာကြီးကဒုက္ခတွေငြိမ်သွားတဲ့ခါကျအော်ဝေဒနာဆိုတာကဒုက္ခဝေဒနာကတက်တက်ဒုက္ခဝေဒနာဒုက္ခဝေဒနာငြိမ်းသွားတဲ့ချိန်မှာချမ်းသာတဲ့သဘောလေးဖြစ်လာတယ်ဒါဒီဒုက္ခဝေဒနာဒါဆိုရင်ဒုက္ခဝေဒနာကချုပ်ပြစ်လို့ရတယ် ချုပ်လဲချုပ်တတ်တဲ့သဘောရှိတယ်ဆိုတော့ကိုယ်တိုင်သိသွားတယ်တဲ့အခါကျတော့ဝေဒနာလို့ပေါင်းစုပြီးမယူတော့ဘဲနဲ့ဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခဝေဒနာဆိုပြီးတော့တပိုင်းစီနားလဲသွားတယ်ဒါဆိုရင်ဒီကုတ်ဒုက္ခဝေဒနာကြီးကချုပ်လိုက်တဲ့အခါမှာဒီခန္ဓာကိုယ်ကြီးမှာပင်မဆင်းရတာဒီညောင်းတာညာတာကြိုက်တာခဲတာဒီမရှိတော့ဘူးလို့သိလိုက်တဲ့အသိဉာဏ်ကအဲ့ဒီအသိဉာဏ်ကအနတ္တဉာဏ်ကိုစမြင်တာပဲဒါဆိုရင်ဒီဒုက္ခဝေဒနာကလည်းငါမဟုတ်ဘူးဒုက္ခဝေဒနာကလည်းငါမဟုတ်ဘူးဆိုတဲ့သဘောတရားကိုစမြင်လာတာ ဝေဒနာတွေအလုံးသည်ချုပ်တတ်တဲ့သဘောရှိတယ်ဝေဒနာတညာသင်္ခါရတို့ချုပ်ရာနိရောဓတမဘက်ကိုမြတ်စွာဘုရားကဟောထားတယ်ဒါဆိုရင်ဝေဒနာကိုငါလို့ဘယ်လိုလို့ပြောရမှာလဲဝေဒနာအစုဝေးကလည်းငါမဟုတ်ဘူးတဖြည်းဖြည်းနဲ့အဲ့ဒီဉာဏ်တွေကိုတွင်းရတွင်းတဲ့အခါမှာတက္ကရာဒိဋ္ဌိစပြုတ်တယ်အဲ့တော့ငါသူတစ်ပါးယောက်ျားမင်းမပုံကိုတတ်တော့မရှိဘူးလို့ဟောလို့အဲ့တက္ကရာဒိဋ္ဌိမပြုတ်သွားဘူးမိစ္ဆာဒိဋ္ဌိပါဝင်သွားတယ် အဲ့တော့ဘာလို့ဆက်တွေးလာလဲဆိုတော့ငါသူတပားယောက်ျားမိန်းမပုံကူတတ်တော်မရှိဘူးဆိုတော့ဖះလည်းမရှိပါဘူးကွာအဖေလည်းမရှိဘူးအမေလည်းမရှိဘူးဆိုတော့အဲ့မှာအာဟုသူတွေအနောက်ကတလေကြီးဝင်လာတာအယူဝါဒအနေနဲ့ခေါ်လိုက်မိစ္ဆာဒိဋ္ဌိတဲ့ကိုတမ်းပြီးကြသွားတယ်တက္ကရာဒိဋ္ဌိပြုတ်ဖို့ဆိုရင်အမှန်ကိုတက်တက်မြင်လိုက်ရတယ်အမှန်ကိုတက်တက်မြင်လိုက်တဲ့အခါကျတော့မှအဲ့တော့မှ သဘောတရားတွေအားလုံးကိုနားလည်သွားတာဟောဒီခန္ဓာကိုယ်ကြီးကအဖေတို့အမေတို့နဲ့ဖြစ်လာတယ်ဖြစ်လာပြီးတော့ဒီလိုပဲစီပင်ကြီးထွားလာတယ်အာဟာရကိုမှီညမ်းပြီးတော့စီပင်ကြီးထွားတာလေအာဟာရ၄မျိုးကိုမှီညမ်းတယ်အာဟာရ၄မျိုးကိုမှီညမ်းခြင်းဖြစ်တော့အမေနဲ့အဖရဲ့အမှီညမ်းမှုကနေဖြစ်လာတဲ့အတွက်လူဖြစ်လာရခြင်းတတ္တဝပုဂ္ဂိုလ်တတ္တဝဖြစ်လာလာခြင်းသည်အမိဖရဲ့ကျေးဇူးရှိတယ်ဟောဒီမှာအသိဉာဏ်ပညာတွေထွက်လာဖို့အတွက်တရားတွေနားတယ်။နားကြရတယ်မြတ်စွာဘုရားကကျေးဇူးတရားရှိတယ်။ အဲ့ဒီလိုအသိဉာဏ်ကိုခွဲခြားပိုင်းခြားပြီးမြင်လာတယ်။တက္ကရာဒိဋ္ဌိပြုတ်သွားတာ ਨੇ ပုဂ္ဂိုလ်တ attva မရှိဘူးဆိုတဲ့အမြင်ကဘာမှလည်းမပတ်သက်ဘူးဘာမှလည်းမဆိုင်ဘူး။ဟုတ်လား။အဲ့တော့ပုဂ္ဂိုလ်တ attva မရှိဘူးလို့ခေါ်လိုက်တဲ့ကိုကမိစ္ဆာဒိဋ္ဌိလုံးလုံးဖြစ်သွားတာ။အမြင်မှအသိဉာဏ်တွေတိုးပွားလာတာမဟုတ်ဘူး။အဲ့ဒီအတွက်မြတ်စွာဘုရားခေါ်တဲ့နီးကိုပဲမိမိတို့နှလုံးသားယင်ထဲမှာတွင်းနေရတယ်။ တစ်ခုကိုလက်ခံတော့မယ်ဆိုရင်ရုပ်ဆိုရင်ရုပ်စုဝေးလို့လက်ခံတယ်နာမ်ဆိုရင်နာမ်စုအဲ့ဒီပုံမှာပဲတမာဒိဋ္ဌိအမြင်နဲ့ကြံစီရတယ်တရားကိုကြံနေဆိုရင်အစုဝေးဆိုတဲ့အရာပေါ်မှာပဲကြံစီရတယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့ရုပ်ရုပ်ကိုကြံစီတယ်နာမ်ကိုကြံစီတယ်ဆိုရင်မိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်အဲ့ဒီခန္ဓာ၅ပုံဒီတိုင်းကြံစီလို့ရှိရင်မိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်အစုဝေးအနေနဲ့ကြံစီလို့ရှိရင်တမာသင်္ကပ္ပတိတမာဒိဋ္ဌိဖြစ်လာတယ် အဲ့တော့မတူဘူးတရားကအလွန်အတန်တိမ်မွေ့တယ်နဲ့နေတယ်စကားကိုပြောကျင်တိုင်းပြောသလိုမရသလိုတရားကိုလည်းဟောကျင်တိုင်းဟောလို့မရဘူးမြတ်စွာဘုရားဟောတဲ့မူပေါင်းတွေကဟောမှတရားရနိုင်တယ်ဘောပေါက်လား